ဘသူပဲလာမေးမေးဘယ်ရနေစားလဲဆိုလို့ရှိရင်တနန်းကြီးကဘလောက်လဲဆရာအကိုတနန်းကြီးလေးပြောပေးပါဒါတွေပဲမေးနေဆိုတော့ဒီဗီဒီယိုမှာတနန်းကြီးကိုပြောပြမယ်တကယ်တော့မေးရမယ့်မေးခွန်းကတနန်းကြီးမဟုတ်ဘူးဆရာတနန်းမှာဘာတွေတင်ပါလဲအကိုကြီးတနန်းမှာဘာတွေတင်ပါလဲတနန်းပြီးွားရင်ရောညီမတို့ကဘာတွေရမှာလဲ value တွေတန်ဖိုးကိုမေးရမှာဘာရမလဲဆိုတော့တန်ဖိုးကိုအရင်ကြည့်ရမှာ ဲ့ဒါလေးခဏထားလိုက်ပါတော့ဒီတော့ဒီတင်နန်းကဘယ်သူတွေအတွက်လဲဆိုတော့အခုမှလုပ်ငန်းကိုစပြီးတော့ထောင်မဲ့သူတွေရေလုပ်ငန်းကတော့စနေပြီဒါပေမဲ့လုပ်ငန်းကထင်သလောက်မတိုးတက်ဘူးမပေါက်ရဘူးဖြစ်နေရဆိုတော့လုပ်ငန်းရှင်တွေအတွက်ဖွင့်ထားတာဖြစ်တယ်ဒီတော့ဒီတင်နန်းမှာတင်နန်းကြီးကဘယ်လောက်လဲဆိုတာရေတင်နန်းပြီးသွားရင်ဘာတွေရမလဲဆိုတော့ value ပဲရှင်းပြပေးမယ်တင်နန်းကြီးကိုအရင်ပြောလိုက်မယ်တင်နန်းကြီးကတော့၁၀သိန်းဖြစ်ပါတယ်အဲ့လိုပြောလို့ရှိရင်ဇလုံးတွေကပြူသွားမှာအဲ့တော့၁၀သိန်းမသတ်မှတ်ထားဘူး၅သိန်းမသတ်မှတ်ထား ဒါပေမဲ့ငါးသိန်းဆိုလို့ရှိရင်လည်းနှလုံးတွေရတချို့တွေကပြူးနေတော့အဲ့ဒီတော့၃သိန်းပဲတတ်မှတ်ထားတယ်။တင်တန်းကြီးဒီဘက်မှာတင်တန်းပြီးရင်ဘာတွေရမလဲဆိုတော့ value ကိုပြောမယ်။လုပ်ငန်းတစ်ခုစပြီဆိုတာနဲ့အရေးကြီးဆုံးဖြစ်တဲ့ဈေးကွက်ကိုသုံးတက်နီးထုတ်ပုံနဲ့ဝန်ဆောင်မှုကိုရွေးချယ်နီးသုံးတက်နီးနောက်တစ်ခုကဝယ်သူ customer ကို ခွဲခြမ်းစိတ်ဖြာနီးအဲ့ဒီခွဲခြမ်းစိတ်ဖြာထားတဲ့ audience ကိုဘယ်လိုမျိုးချီးတိရရောက်ကြော်ညာမလဲဆိုတော့ကြော်ညာနီးနောက်တစ်ခုကရောင်းချမှုပိုင်းဆိုင်ရာပြင်ဆင်ရမယ် sales နောက်တစ်ခုက customer တွေတိုးအောင်ဘယ်လို needs နဲ့တွေတောင်းရမလဲ။ကဲအဲ့ဒါတွေလည်းအဲ့ဒါတွေပဲဆိုလို့ရှိရင်ဟာအဝေးဈေးများသေးတယ်ဆရာကြီးဈေးများသေးတယ်ဆိုလို့ရှိရင်နောက်ထပ်ထည့်ပေးရတာရှိသေးတယ်။ social media marketing ပါမယ်။ Facebook marketing, TikTok marketing, Facebook marketing မှာ ADS manager ကိုဘယ်လို run ရမလဲ၊ campaign တွေဘယ်လိုစောက်ရမလဲ၊ဘယ်လို effective ရှိတယ်၊ကြော်ရအောင်ရွေးချယ်ရမလဲ၊ audience ရွေးချယ်ရမလဲ follow ပါတယ်။ social media တွေရဲ့ algorithm အကြောင်းကိုသင်ပေးမယ်။ ကိုယ့်ရဲ့ထုတ်ကုန်ကိုထိတိယယောက်ဘယ်လိုကြော်ညာမလဲဆိုတဲ့ content တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုပြောပြမယ်ဒီနေ့မှာဒီလောက်ဆိုလို့ရှိရင်တန်သွားပြီလားဆိုတော့တချို့ရဲ့မျိုးလုံးပြုနေသေးတယ်အဲ့ဒီတော့ဘာထည့်ထားလဲဆိုတော့တင်နန်းပြီးွားပြီဆိုတာနဲ့တင်နန်းသားတယောက်ချင်းစီကိုကျွမ်းကျင်မှုစစ်ဆေးရဲ့အနေနဲ့လုပ်ငန်းတစ်ခုစီကို format ချရတာမှန်ရဲ့လားဆိုပြီးတော့ကျွန်တော်ကိုယ်တိုင် one on one တယောက်ချင်း questioning လုပ်ပေးမယ် questioning လုပ်ပေးမယ့်အချိန်ကတစ်နာရီခွဲစီနှစ်ချိန်ခွဲပြီးတော့၃နာရီတိတိ questioning လုပ်ပေးမှာဖြစ်တယ် အဲ့ဒီကိုစနစ်လုပ်ပေးတဲ့ session မှာရှေ့မှာမရှင်းခဲ့တာရှိရင်နားမလည်ခဲ့တာရှိရင်အားလုံးပြန်ပေးလို့ရတယ်လုပ်ငန်းအတွက်ခက်ခဲနေတာရှိလို့ရှိရင်အကြံဉာဏ်တောင်းလို့ရတယ်ပိုကောင်းတာလေးတစ်ခုကြံတယ်ပထမဆုံးဆက်သွယ်တဲ့သူ10ဦးကို20% discount ချပေးရတယ် messenger မှာလာပြီးတော့စာရင်းပေးလို့ရပါတယ်ဟုတ်ပါတယ်